ွေးပေါင်ခဏခဏကြလို့ရုပ်တရက်သွေးပေါင်ကြလာရင်ဘယ်လိုလုပ်ပြီးလို့ရနိုင်မလဲဆိုတာကိုအားလုံးကသိချင်နေကြတာပေါ့နော်။အားလုံးမင်္ဂလာပါနော်။ဝီကျော် sharing channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်နော်။သူတော်များများမှဆိုလို့ရှိရင်သွေးသိုးတယ်၊သွေးပေါင်တက်တယ်ဆိုတာမျိုးလည်းရှိတယ်။သွေးပေါင်ကြတဲ့သူဆိုတာလည်းရှိတယ်ပေါ့နော်။ဘယ်အစွမ်းမှတော့မကောင်းပေါ့။သွေးပေါင်တက်တာကြောင့်ခန္ဓာကိုယ်တိခိုက်နိုင်လို့ ောင်ကြတာကလည်းခန္ဓာကိုယ်ကိုလည်းထိခိုက်စေနိုင်ပါတယ်เนาะဒါကအသက်ဆုံးရှုံးတဲ့ ठी တင်းထန်တဲ့ယောဂလက္ခဏာတစ်ခုလို့လည်းပြောလို့ရတယ်เนาะဒါပေမဲ့သွေးပောင်ကြတာကသွေးတိုးလောက်အဖြစ်မများပေမဲ့သတိကြောက်ထားသေးပါတယ်เนาะဒါဆိုလို့ရှိရင်သွေးပောင်ကြရတယ်ဆိုတာကပါလဲပေါ့နော်သွေးပောင်ကြရတယ်ဆိုတာကလူတယောက်မှာရှိတဲ့သွေးပောင်ချိန်ထက်ညော့နေနေတဲ့အနေထားပေါ့နော် တယောက်နဲ့တယောက်တော့အနှဲငယ်ပဲကွာချားနိုင်ပေမဲ့အပေါ်တွေးက90ဆိုလို့ရှိရင်အောက်တွေးက60ဖြစ်နေမယ်ဆိုလို့ရှိတာတွေးပေါင်ကြပြီးလို့လည်းတတ်မှတ်လို့ရတာပေါ့နော် သွေးပောင်ကျတဲ့အခါမှာဆိုလို့ရှိရင်ခန္ဓာကိုယ်တွေရဲ့အစိတ်ပိုင်းမှာဆိုလို့ရှိရင်သွေးလုံလောက်မှုမရှိအောင်နိုင်တဲ့အခါကြတာမျိုးတွေပေါ့နော်ဒါကဖြစ်သက်စေပါတယ်နော်သွေးပောင်ကျတယ်ဆိုတာကသွေးတိုးတာထက်ဆိုင်ရင်လက္ခဏာတော့ပြတာပေါ့နော်ဒါကြောင့်မို့လို့တတိထားမိတာလွယ်ကူစေတယ်ဒီလိုလက္ခဏာတွေခံစားနေရပြီဆိုလို့ရှိရင်ခေါင်းထဲမှာခဏခဏမူးနောက်နေတာမျိုးတွေဖြစ်နေမယ် ကောင်းထဲမှာပေါ့ပေါ့ကြီးဖြစ်နေမယ်ထိုင်ရတယ်လို့ထားရတယ်လို့ဖြစ်နေရင်ရုပ်တရက်ထားရကနေလိုက်ပြီးတော့ပေါ့နော်ကောင်းကနေမှာမူးကနေမိုက်ကနေဖြစ်တယ်ကတုံကရင်ဖြစ်တယ်အဲ့ချင်နေမယ်ချွေးစိတွေပြမယ်ကြောင်ကဒန်းတွေပြောမယ်ခြေလက်တွေမတည့်ခြေနာအောင်ဖြစ်မယ်ခြေပြားလက်ပြားတွေနဲ့အတူအသားတွေလည်းအေးဆက်လာမှာပေါ့နော်ပြီးလို့ရှိရင်အသက်ရှူရခက်လာမယ်အသက်ရှူနှုံးတွေကျလာမှာပေါ့နော်ဒါကပြင်းထန်တဲ့နောက်ဆက်တွဲနေနဲ့ကရောပါတွေဖြစ်မလဲဆိုလို့ရှိရင် ွေးပေါင်ကြတာကသွေးတိုးတာလောက်တိတ်မပြင်းထန်ဘူးလို့ထင်ရဆရာရှိပေမဲ့တကယ်တမ်းတော့မဟုတ်ဘူးเนาะသွေးပေါင်ကြတာကလည်းအချိန်ကြာမိလာတဲ့အခါမှာပြင်းထန်တဲ့နောက်ဆက်သွယ်စုစုကျမှရည်ပြဿနာတွေဆိုလို့ရှိရင်ရုပ်တရက်သတိလစ်တာမျိုးတွေလေဖြတ်တာမျိုးတွေရုပ်တရက်နှလုံးရက်တာမျိုးတွေကြောက်ကက်ပျက်စီးတာမျိုးတွေကျမှရည်အခြေအနေတွေကိုခံစားရစေနိုင်ပါတယ်เนาะ ွေးပောင်ကြနေတဲ့သူကိုအရေးပေါ်ဘလို့ပြုစုပေးလို့နိုင်မလဲဆိုလို့ရှိရင်ဒီနီးစန်းကြီးနော်တက်တော့တက်တာဟဲခိုင်းပါသွေးပောင်ကြတာကြောင့်မူးဝေနေတာမျိုးတွေကြီးဝေဝေဖြစ်နေတဲ့သတိလစ်တာမျိုးတွေဆိုလို့ရှိရင်တက်တော့တက်တာဖြစ်အောင်လှဲပြီးတော့မျက်လုံးလေးကိုမှိတ်ထားခိုင်းနော် နောက်ပြီးတော့သက်စာရည်ကိုတိုက်เนาะပစက်ကနေတောက်လို့ရတဲ့အငံတက်ပါတဲ့တောက်စရာတွေဖြစ်တဲ့ဒီသက်စာရည်တတိဆုံးသက်စာတွေတခြားခဏကိုသက်သက်စာတွေလည်းဖြည့်ပေးလို့ရတယ်เนาะဥပမာအုံရည်တွေလည်းတိုက်ပေးလို့ရပါတယ်နောက်တစ်ခုကတော့ရည်ပါเนาะသက်စာအစင်သေးမဖြစ်ဘူးဆိုလို့ရှိရင်ရည်များများတာတိုက်ပေးရည်သေးကိုစားနေနေတခြားနေနေထည့်လိုက်လို့ရှိရင်ဒီတိုက်ပေးတာကသွေးပောင်ကိုတက်စေပါတယ်เนาะဂလူကိုပါနာနာကိုလည်းသူ့တက်စေမှာပါစားနေနေငယ်စားခိုင်းလိုက်เนาะစားကသွေးပောင်တက်စေဖို့အမြန်ဆုံး ลงนี้ไปไหนมาบ้าตาจมูกซาละพายิสวงเนี่ยลิปงตะปูซาละกูซาใครมา ဒါမှအကြောင်းရင်းခံမမယ်ရရမရှိပဲသွေးပေါင်ကျတက်တဲ့သူဒီမှာအတော်ဝင်ပါတယ်ဒါကမဆာခဏကျတက်တဲ့သူတွေဆိုလို့ရှိရင်ဆရာဝန်တွေနဲ့ပြသပေးဖို့လိုပါတယ်နော်ရုပ်သက်ရကဘာကြောင့်မှမသိသွေးပေါင်ကျရာဖြစ်ခြေဖျားလက်ဖျားတွေအိတ်ဆိတ်နာတာဖြစ်ပေါ့နော်သွေးပေါင်ကျရင်ဖြစ်ဖြစ်ပေါ့တော့ဒီနီးလန်းတွေကိုသတိထားပြီးတော့နီးစက်ရဆေးကန်းတွေမှာအများဆုံးသွားဖို့လိုပါတယ်နော်ခန္ဓာကိုယ်သွေးမှာရေတက်အလွန်ကျုံဆုံးရှုံးတာမျိုးတွေဒါမှမဟုတ်ရင်ကိုယ်တွင်းသွေးရိုယူရမျိုးတွေလည်းဖြစ်စေနိုင်ပါတယ်နော် ကဲဒါဆိုလို့ရှိရင်ရုပ်တရက်သွေးပောင်ကြတာဘယ်လိုလုပ်ပေးလို့ရနိုင်လဲဆိုတော့အဖေကိုအလုံးသိပြီးလောက်မယ်လို့ထင်ပါတယ်နော်။ဒါဆိုလို့ရှိရင်ဝီရီတို့ရဲ့နောက်ထပ် video တွေကိုဆက်လက်ပြီးတော့ကြည့်ရှုနိုင်အောင်ဝီရီတို့ရဲ့ကျမ်းမာရေးဗီဒီယိုတွေကိုအမြဲတမ်းမျှဝေပေးနေတဲ့ channel လေးကို notification လေးနှိပ်ထားပေးဖို့မမေ့ပါနဲ့နော်။